အားသောဝါနာရှင်ကြီးကိုမတော်များလုံးပဲမင်္ဂလာမနက်ခင်ဗျာမက်စလာ28ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျုံးတူတူဝါကြည့်လိုက်ရအောင် ပထမဆုံးသတင်းတစ်ပုဒ်ကိုတော့လာမယ့်ຫນွေဈေးကွက်အပိတ်အဖွင့်နဲ့ပတ်သက်ပြီးဖော်ပြပေးတော့မှာပါအရှိကကျွန်တော်တို့ကြုံခဲ့ဘူးတဲ့ຫນွေဈေးကွက်တွေနဲ့မတူတာကဒါနှစ်ပိုင်းခွဲပြီးလုတ်သွားမယ်ဆိုပြီးတော့ကြားသိရပါလေပထမတစ်ချိန်ကတော့ဂျွန်လ၁ရက်နေ့ကနေစတင်ဖွင့်လင်းမယ်ဂျွန်လ၁ရက်နေ့ကျရင်ပြန်ပိတ်မယ်ပြီးတော့16ရက်နေ့ကျရင်ပြန်ဖွင့်ပြီးတော့စက်တင်ဘာလ10နေ့ကျရင်ပြန်ပိတ်မယ်ဆိုပြီးသူတို့ကနှစ်ပိုင်းခွဲပြီးတော့ဈေးကွက်ကိုကျင်းပတော့မှာပေါ့လေအဲ့ဒါဆိုဈေးကွက်ထဲမှာကစားသမားခိုးတဲ့ဘက်မှာလက်နီးလေးရှိတဲ့အာဆင်နဲ့တွက်ဆိုလို့ရှိရင်တော့ပုံမှန်ထက်ပိုပြီးတော့လှိမ့်လင်းမြန်မြန်ဆွေးနွေးမှုတွေလုပ်ရကိန်းရှိတယ် အရင်လိုမျိုးအီလေးဆွဲပြီးကစားသမားကိုဘကပါတယ်ဆိုပြီးအေးစေးစေးဆွေးနွေးလို့တော့မရဘူးတော်တော်လေးကိုလှိလင်းမြန်မြန်လုံးမှာဖြစ်မယ်အရှိအကြုံငယ်ဝူးတဲ့ຫນွေဈေးကွက်တစ်တက်စားလို့ရှိရင်ဒီဈေးကွက်ကလောက်ရတဲ့အချိန်နည်းသွားလို့ပြောလို့ရတယ်။အဲ့ဆိုဒီနေရာမှာကလက်ကပဖလာရှိလို့ຫນွေစည်းကုတ်ကိုအပိတ်ဖွင့်လုတ်တယ်ဆိုပေမဲ့ကျွန်တော်သူတို့ရဲ့ schedule ကိုသွားပြီးကြည့်တဲ့အခါမှာအရင်ကြီးတော့မတက်ရောက်ပါဘူး။ဘာလို့လဲဆိုတော့အမေရိကန်မှာကျင်းပမဲ့ကလက်ကပဖလာမှာဒီ Premier League ကနေသွားပြီးပြိုင်တဲ့အသင်းက2သင်းပဲရှိရယ်။ Manchester City နဲ့ Chelsea အခြားသင်းတော့ရှိကောင်းရှိပဲဗျာသူတော့တော့ overall ပုံစံမျိုးနဲ့ပဲဒီຫນွေဈေးကိုအပိတ်ဖွင့်လုပ်ရတာ Premier League ကဒီနှစ်သင်းတွားရောက်ရှင်ပြိုင်မဲ့ schedule ကိုကြည့်မယ်ဆိုရင်တော့အုပ်စုစင်ပွဲစဉ်တွေမှာဆိုရင်တော့ဂျွန်လ14ရက်နေ့ပြီးတော့ဂျွန်လ26ရက်နေ့အထိဒါအုပ်စုစင်16သင်းအဆင့်ကိုတော့28ဂျွန်ကနေပြီးတော့ဇူလိုင်လ1ရက်နေ့အထိ ကွာတာဖိုင်နယ်ကိုဇူလိုင်လ၄ရက်၅ရက်နေ့မှာကျင်းပမှာဖြစ်ပြီးတော့စီးဖိုင်နယ်ကိုဇူလိုင်လ၈ရက်၉ရက်နေ့မှာကျင်းပမယ်။ဘောလူပွဲကိုတော့ဇူလိုင်လ၁၃ရက်နေ့မှာကျင်းပမှာပါ။အဲ့ဆိုတော့အာဆင်နယ်အပါဝင်ပရီးမီးယားလိအသင်းတော်တော်များများကတော့ဒီပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်တော့မရခဲ့ဘူးလေ။သူတို့သတ်မှတ်ထားတဲ့ချန်ပီယံလိအရှိရာသီတွေမှာယူခဲ့ဘူးတဲ့အသင်းတွေကိုပဲသူတို့ကစွဲပြီးတော့ဒီပြိုင်ပွဲထဲထည့်သွားခဲ့တာဖြစ်တဲ့အတွက်ပရီးမီးယားလိကိုစားပြီးနှစ်သင်းနေပဲပါတယ်။ကျွန်တော်ကတော့ Chelsea နဲ့ Manchester City ကိုအဲ့ဒီပြိုင်ပွဲမှာအောင်မြင်စေခြင်းနဲ့အဲ့ဒီပြိုင်ပွဲမှာအောင်မြင်မှုတစ်ခုခုကလည်းဒီ League အဆင့်အတန်းကိုရမှတ်တည်ထပ်ပြီးတိုးစီသလားတော့မပြောတတ်ဘူးကျွန်တော်တို့အရင်ဆိုရင်ဒါ Champion League, Europa League, Conference League တွားပြီးကန်တဲ့ခါကျမှအဲ့ဒီမှာအောင်မြင်အောင်မြင်သလောက်နောက်ရသည်မှာကျွန်တော်တို့ဒီဝင်ခွင့်တနေရာဥရောပဝင်ခွင့်တနေရာရလိမ့်ရှိတယ်ကိုတွေ Premier League ကတွားပြိုင်တဲ့အသင်းနှစ်သင်းနဲ့တသင်းကိုတော့ဗိုလ်ဆွဲစေခြင်းနဲ့ပေါ့လေဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါ transfer သတင်းပါ transfer သတင်းတွေကိုလိုက်ပြီးရှာကြည့်တဲ့အခါမှာဒီသတင်းတစ်ပုတ်ပဲလက်လက်ဆက်ဆက်တွေ့တယ်ဒါပေမဲ့ဒီသတင်းကလည်းတရားစစ်စားကြည့်ပါဆို rumor လို့ပြောလို့ရတယ်ဒီသတင်းကတော့ the sun ကသတင်းရေးသားသူ jet rossa ကဒါရေးသားထားတာဗောလေသူကတော့ arsenal ပအဝင်ဥရောပအသင်းကြီးတွေကသူတို့ရဲ့လာမယ့်နွေရာသီထိတ်တန့်ပြစ်မှတ်တွေကိုလက်လွတ်ခဲ့ရရင်အရန်ခေါ်ယူမှုအဖြစ်ကစားသမားတူကိုဒါ plan b အနေနဲ့သတ်မှတ်ထားတယ်အဲ့ဒီကစားသမားတော့ hoku ikitai လို့ခေါ်တဲ့ german bundesliga club frankfurt အသင်းရဲ့တိုက်စစ်အထောင်ကစားသမားဒီကစားသမားကို အသင်းကြီးတွေကသူတို့ရဲ့အဓိကကစားသမားတွေလလွတ်ရတဲ့အခါကျရင်ဦးစားပေးခေါ်ဖို့အတွက်အရန်ပြတ်မှတ်ဖြစ်သတ်မှတ်ထားရဆိုပြီးတော့သဆန်းကတော့ဖော်ပြထားတာပေါ့လေအဲဆိုဒီသတင်းရေးသားတဲ့ journalist ကတော့ Jet Rosser ဖြစ်ပြီးတော့ဒီသတင်းကိုတော့ကျွန်တော်က rumor လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့တော်တော်များလည်းပြန်လည်ပြီးတော့ကူးယူဖော်ပြတဲ့အခါမှာ Twitter မှာရေးကြ rumor ဆိုတဲ့ခေါင်းစဉ်မျိုးလေးနဲ့ပဲသုံးသွားတာတွေ့တယ်။အဲဆိုအာဆင်နယ်အနေနဲ့အီဆက်ကိုလလွတ်ခဲ့ရမယ်ဆိုတော့မှဒီကစားသမားတမ်းပြီးဝယ်မယ်မထင်ဘူး။อีซักကိုတန်ကြီးမတုံးနိုင်ဘူးညှိနှိုင်းလို့အဆင်မပြေဘူးဆိုရင်ဂိုကီးရဲ့နဲ့ဆက်စကိုလိုကစားသမားတွေရှီသေးတယ် ဲ့တော့ဒီကစားသမားကလည်းအာဆီနယ်ဦးနဲ့သာတရင်ထွက်နေတာပါဒုတိယမိုရတာလိုပုံစံမျိုးပါပဲ။ဘာလို့ဆိုခြေစွမ်းကအရန်ကြီးကောင်းနိုင်မျိုးတော့မဟုတ်ဘူး။ဒါပေမဲ့အသင်းကြီးနဲ့တရင်ထွက်တဲ့ပလေယာတိုင်မျိုးတွေမှာပါတယ်။အခုဒီယာတီမမခြေစွမ်းကောင်းလာတာ။ကြံခဲ့တဲ့ယာတီကအလောက်ကြီးမဟုတ်သေးဘူး။ဒီကစားမတော့ဒီနွေကမှ UO 16တန်းနဲ့ PSG ကနေပြီးတော့ဒါ Frankfurt တို့ကဝယ်ထားခဲ့တာ။ PSG မှာတော့ကအရန်ကြီးကောင်းခဲ့တဲ့ပလေယာမဟုတ်ဘူး။ဒါပေမဲ့တစ်ချိန်လုံးက PSG ကဒီပလေယာကိုရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တော့က UO 28တန်းလောက်အလောက်ထိသုံးခဲ့ရတာ။အဲဆိုတော့ ဖရန်ဗက်စ်ကတော့ဒီကစားမနဲ့ပတ်သက်ပြီးဘယ်လိုကလပ်သင်းမျိုးဆိုလာပြီးစကားပြောမယ်ဆိုရင်ပေါင်တန်း60လောက်ရောက်ရင်လလွတ်တော့ဝယ်ရှိရဆိုပြီးတော့တည်င်းနေတော့သူကတော့ရေးသားထားတွေ့တယ်အဲ့တော့ဒီကစားမကိုပေါင်တန်း60ပေးပြီးဝယ်မယ်အစားသူနဲ့ဈေးကွက်ထဲမှာ price to performance တူတယ်လို့ပြောလို့ရတဲ့ goalkeeper တို့ subscore လို့ရှိရဖြစ်တဲ့အတွက် arsenal ရောဒီ player ရွေးမယ်မထင်ဘူးပြီးတော့ဒီကစားမရဲ့နှစ်ဆကြော်ကြော်တန်ကြီးရှိတဲ့ဤဆက်ကိစ္စကိုလည်းအရင်ဆုံး အာဆင်နယ်တို့အကွက်ရွှေ့လိမ့်မယ်ထင်တယ်ကျွန်တော်ကတော့ထင်တယ်လာမယ့်နေရာဒီမှာအာဆင်နယ်တို့အီဆက်ကိုလိုက်လို့မရခဲ့ဘူးဆိုတော့မှဆက်စကိုကအာဆင်နယ်တို့ရဲ့နံပါတ်1ပြည့်မဲ့လို့ထင်တယ်ဒီသတင်းရိုက်ကူးနေတဲ့အချိန်မှာပဲ Cough Site ရဲ့ exclusive သတင်းတစ်ခုရဆိုရင် Sesco ကအာဆင်နယ်ရဲ့နွေရာသီနံပါတ်1ပြည့်ပတ်လို့ဖော်ပြထားပါဗျ။အဲအောင် The Sun ရဲ့သတင်းရသားသူ Jared Rosa ဖော်ပြထားတဲ့ Hoku Ikitai ဆိုတဲ့ကစားသမားအာဆင်နယ်ကိုရောက်လာဖို့ကတော့ရာခိုင်နှုန်းရမ်းနေတယ်။ဒီနေ့မှတစ်ခု ဤဆက်နဲ့ဟိုဂူအီကီတိုင်းနဲ့ဒေတာချက်လက်တွေကိုကြောင်းကြီးကိုတွေကိုရှေ့ရသတင်းပတ်တွေမှာပေါ်ပြခဲ့ပြီးဖြစ်တဲ့အတွက်အဲ့ဒီကစားသမား2ဦးရဲ့အကြောင်းကိုကျွန်တော်နှိုင်းရှိပြီးတော့ပြောပြခြင်းတယ်ဒါတော့ transporter ကုန်းကပေါ်ပြထားတဲ့အချက်လက်ပေါ့လေအဲ့ဒါကတော့ဟိုဂူအီကီတိုင်းကတော့အသက်22နှစ်ရှိပြီးလဇနာဤဆက်ကအသက်25နှစ်ဤကီတိုင်းကတော့140နှစ်တပွဲကစားထားတယ်ဤဆက်ကတော့315ပွဲကစားထားတယ်ဒီမှာဟိုဂူအီကီတိုင်းက49ကိုသွင်းပြီးတော့ ဂိုး20ဖန်တီးပေးထားတယ်။အီဆက်ကတော့ဂိုး140တူပြီးတော့28လုံးဖန်ထားတယ်။ဟိုကူအကီတိုက်ကတော့ဒါဒီယာတီပါဂိုးပေါဝင်ပတ်သက်မှုပေါ့လေစုစုပေါင်းတွင်းဂိုးဖန်တီးမှုစုစုပေါင်း28ကြိမ်ထိလှုပ်ထားတယ်။တစ်ဖက်မှာတော့အီဆက်ကတော့28ကြိမ်လှုပ်ထားတယ်။မတိမ်မြင့်ပါပဲ။ ပွဲဆော့ရတဲ့အချက်လက်တွေအရာတရားနှိုင်းရှိကြည့်မယ်ဆိုရင်တော့ data ချက်လက်တွေကတိတ်မတိတ်မြိတ်ပဲဒါပေမဲ့ဒီတရားဒီမမခြေစွမ်းထိုးပြီးတက်လာပြီးတော့တက်တဲ့တစ်ချိန်မဲပြထားသေးတဲ့ဟိုကူအီတိုက်ကိုဝယ်မလားပရီးမီးယားလိမှာသူဘာကောင်လဲဆိုတော့ကို3လနှစ်လောက်ဒါရှေ့က2နှစ်3နှစ်လောက်တရားလေးတက်တဲ့ပြထားခဲ့တဲ့အီဆက်ကိုဝယ်မလားရွေးချယ်မှာပေါ့လေ တတိယမြောက်သတင်းတစ်ပုဒ်ကတော့ Sky Sport Premier League ကဖော်ပြထားတဲ့ match လာအတွက် Premier League တလတာအကောင်းဆုံးစကားတင်အဆင့်6ရုပ်နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားမှာပါ။အဲ့ဒီစီးရင်ထဲမှာတော့ Arsenal ရဲ့ Declan Rice အပါအဝင် Nicola Milankovic ဆိုတဲ့ Forest ကကစားသမားရဲ့နောက်တစ်ယောက်ဖြစ်တဲ့ Anthony အီလန်ဂါရဲ့သူကတော့ force ကပေါ့လေ belly gallows ခေါ်တဲ့ဒါလူဝူကကစားသမားရဲ့ ban hatkey လို့ခေါ်တဲ့ brighton ကစားသမားရဲ့ united တို့ရဲ့ bruno fernandes ရဲ့ဒီစင်းထဲမှာပါလာတယ် bruno fernandes ကတော့69သိန်းပြီးနှလုံးပိုင်ထားတာသူကတော့ရဖို့ရခိုင်တို့အကောင်းဆုံးပဲ match လအတွက်အကောင်းဆုံး premier league ရွေးချယ်တဲ့ player ဖြစ်သွားနိုင်တယ် arsenal ရဲ့ declan rice ကလည်းဟိုကိုယ်တွေအတွင်းကိုယ်တွေဖန်တီးမှုတွေလှုပ်ထားပါတယ်သူကတော့ဒီ psg နဲ့ပွဲစဉ်မှာတကိုးသွင်းပြီးတော့နောက်တစ်ကြော့မှာတလုံးဖန်တီးပွဲစဉ်မျိုးနဲ့ တုတ်ထားလို့ United နဲ့ပွဲစဉ်မှာလည်းတကိုးသွင်းထားခဲ့တယ်ဒါကတော့ Declan Rice ပေါ့လေအဲ့လိုဆိုတော့ပွဲကြီးအတွက်ရရောသွင်းကိုးဖန်တီးမှုကိန်းကနဲအရောက်ဆိုလို့ရှိရင်တော့ Bruno Fernandes က Matchla အတွက် PM Premier League ရဲ့တလတာအကောင်ဆုံးကစားသမားစုကိုရောက်ဖို့တော့များနေတယ်ဒုတိယရောက်ဖို့အများဆုံးကတော့ကျွန်တော်ကတော့ ဒါဒီကလန်ရိုက်လို့ထင်တယ်ဘာလို့ဆိုဘရူနိုခွာဒန်တက်ကဒီမက်စတာတူမှာပွဲကြီးအများကြီးလဲဆော့ထားဟိုရိုက်စ်ကတော့အင်္ဂလန်အတွက်2ပွဲအာဆင်နယ်အတွက်4ပွဲစုပေါင်း6ပွဲတော့ဆော့ထားတယ်ဒီမက်စလာအတွင်းမှာဆိုလို့ရှိရင်တော့ဒီလက်ကျန်3-4ရက်လာမကုံသေးရင်ပဲလေပွဲကြီးမရှိတော့တာဖြစ်တဲ့အတွက်သူတို့စတင်ပြီးတော့စကားတင်အစီရင်ရွေးချယ်နေတာပေါ့လေအဲ့တော့ဒီကလန်ရိုက်ကတော့ဒီဟာဒီအာဆင်နယ်အတွက်ပွဲပေါင်း40ကစားထားတယ်ငါးကိုသိပြီးတော့ရှစ်လုံးဖိုင်ထားပါတယ်အဝါကက်6ကြိမ်ထိထားပါတယ် ဒီစီဇန်လေးကိုဒီကဝင်ပြီးပေါင်းပြီးတဲ့ရှူဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်ကို0916633936ဆက်တယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နေမှာဖြစ်လို့ငွေပုံငွေချန်ရှိမှဘောလုံးပွဲတွေကိုလောင်းမှာဘောလုံးပွဲတွေလုံးဝမလုံးတက်ဆိုတော့ YouTube မှာကိုထုတ်ပေါ်ပေါ်ရှူရရှာပြီးကျွန်တော်အားပြုရပါတယ်ဘောလုံးပွဲတွေလောင်းမှာဆိုရင်တော့ Ivac Coach ကို Sport Internet 93မိတကို Viber ဖုန်းနံပါတ်ကို0916633936ဆက်တယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နေမှာဖြစ်ပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ အာဆင်နယ်မှအာဆင်နယ်ဆိုပြီး United ကိုစွန့်ခွာလာသူတယောက်အကြောင်းကိုပြောပြပေးသွားကြပါမယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့အမျိုးသမီးအသင်းက player နဲ့ပတ်သက်ပြီးဒီလိုသီးသန့် data အချက်လက်ထုတ်ပြီးပြောလို့မရှိဘူး။ဒါပေမဲ့ Alasha Russo ဆိုတဲ့ Arsenal အမျိုးသမီးအသင်းရဲ့တက်စစ်ဆောင်ကစားသမားတူဦးချောင်းနဲ့ပြောချင်ပါတယ်။သူကတော့2023နွေရာသီအမှ Manchester United ကနေ Arsenal ကို free transfer နဲ့ပြောင်းလာခဲ့တာ။တကယ်တော့ United တို့မလိုချင်တော့လို့ဆွန့်လိုက်တဲ့ကစားသမားမဟုတ်ဘူး။ United တို့က Arsenal ဘလောက်ပြပြမယောင်းခဲ့လို့နောက်ဆုံးမှာ free transfer နဲ့ Arsenal ကိုဒီစားသမားယောက်လာခဲ့တာ။ 2023မတိုင်မီတုန်းကဒီကစားမဟုတ်အာဆင်နယ်အမျိုးသမီးအသင်းအတွက်အရန်လိုချင်တာဖြစ်တဲ့အတွက်ဈေးအကြီးဆုံးကမ္ဘာစံချိန်တင်အမျိုးသမီးဒီဘောလုံးဈေးကွက်မှာဆိုရင်အဲ့တန်ကြီးတရက်နဲ့ပေးပြီးကမ်းလှမ်းမှုစူးစမ်းတယ်ယူနိုက်တက်ကပယ်ချတယ်ယူနိုက်တက်ဒီကစားမဟုတ်ကိုစာဦးချုပ်ဖို့စူးစမ်းတယ်ဒါပေမဲ့အလက်ရှာရူဆိုကအာဆင်နယ်မှအာဆင်နယ်သွားချင်တယ်ဆိုပြီးတော့နောက်ဆုံးမှာစာဦးသက်တမ်းကိုနာနဲ့အာဆင်နယ်စီပြောင်းလာခဲ့တယ် လုံးဝပျက်သားတယ်ဗောလေအဲ့ဒီရမှာကျွန်တော်ကအဲ့2023နဲ့မှာကျွန်တော်ဒီနေ့စဉ်သတင်းတွေစလုပ်နေတဲ့အမျိုးသမီးသတင်းကိုအဓိကလုတ်ဖြစ်တာလဲဒီကစားသမားရဲ့အပြောင်းရွှေ့ကိုကြည့်ပြီးတော့အမျိုးသမီးအသင်းအတွက်လည်းသတင်းလေးလုတ်ပေးတင်နေဆိုပြီးတော့ဒါရူဆိုကိစ္စနဲ့စပြီးကျွန်တော်စလုတ်ပေးဖြစ်တာဒါအမျိုးသမီးသတင်းမှာဖော်ပြပေးဖြစ်တာဗောလေသူကတော့အရက်9ပြည့်6လမှာရှိတယ်အသက်ကတော့26နှစ်ရှိပြီးအင်္ဂလန်တိုက်စစ်မှု ဂျွန်နဘတ်23ကိုအာဆင်နယ်မှာဝတ်ဆင်ကစားပါတယ်။ဒါ2016ခုနှစ်ကချယ်ဆီမှာကစားတယ်။2020မှာတော့ free agent ပုံစံမျိုးနဲ့ United ကိုရောက်လာတယ်။2023ခုနှစ်မှာ free transfer နဲ့အာဆင်နယ်ကိုထည့်ရောက်လာပြီးတော့လက်ရှိအချိန်မှာအာဆင်နယ်အသင်းအတွက်သူက66ပွဲမှာ 34ခုအထိတွင်းထားတယ်ဆိုလိုချင်တာကနှစ်ပွဲကိုတကိုးလုံးတွင်းထားနိုင်တဲ့ကိန်းကနဲအချက်လက်ပေါ့လေဒါကတော့200ရာသီပေါင်းပါမနစ်ကတော့အာဆင်နယ်နဲ့တူသူဆူဖလားတစ်ခုစုကူထားတယ်အဲ့ဒါ FA Women League Cup မှာဆိုရင်တော့ဒါ Chelsea အသင်းကို final မှာဒါအနိုင်ယူပြီးတော့သူတို့စုကူထားနိုင်ခဲ့ပေါ့လေဒီနှစ်မှာဆိုလို့ရှိရင်လည်း ဒီအမှတ်ပေးပွဲမှာဆိုရင်ချယ်ဆီနဲ့အမှတ်ကွာဟနေပြီမယ်လေချန်ပီယံလိမှာတော့စီးဖိုင်နယ်တက်ရောက်သွားပြီဖြစ်တဲ့အတွက်ရူဆိုအတွက်တော့ကျွန်တော်ကချန်ပီယံလိဖလားအမျိုးသမီးအသင်းတို့ရောက်နိုင်ပြီမယ်လို့ကျွန်တော်ယုံကြည်ထားတယ်။လိုင်းဝန်ကျော်ဖြတ်နိုင်ပြီဆိုရင်တော့ဖိုင်နယ်ကအရင်မခက်ခဲဘူး။ဒါပေမဲ့တစ်ဖက်မှာတက်လာမှာလေအင်္ဂလိပ်ကလပ်အသင်းတက်လာမှာလားဘာစီလိုနာတက်လာမှာလားမသိဘူး။ခက်ခဲတော့ခက်ခဲမယ်။ဒါပေမဲ့ အရန်ကောင်းတဲ့ဖလားတွေကလွယ်လွယ်ကူနဲ့ရလိမ့်မရှိဘူးဗောလေဒါဝူမန်စူပါလိမှာဆိုရင်လိ6ပွဲဆက်တိုက်သွင်းထားတဲ့အာဆင်နယ်တို့ရဲ့စံချိန်တွေကစားသမားအဖြစ်ရှိနေသေးတယ်အာဆင်နယ်မျိုးသမီးအသင်းမှာဆိုရင်ဒီလိ6ပွဲဆက်သွင်းထားနိုင်တဲ့ကစားသမားတွေကတော့ခင်လစ်တဲက2018တုန်းကသွင်းထားနိုင်ခဲ့တယ် BBN မီဒါမာက2019 2020နှစ်နှစ်ဆက်သွင်းထားနိုင်တယ်ဘက်မီကတော့2020အလက်ရှာရူဆိုကတော့ဒီ2025ခုနှစ်မှာသွင်းထားနိုင်ခဲ့တယ်ဗောလေအဲဆိုတော့ရူဆိုအနေနဲ့သူဂိုးတွေသွင်းထားနိုင်တဲ့အသင်းတွေက Manchester United Brighton, Spurs, Aston Villa, Liverpool, Crystal Palace ဒီ6သင်းကိုဂိုးတွေဇက်တိုက်သွင်းပြီးတော့ဒါ6ပွဲဆက်ဂိုးသွင်းနိုင်တဲ့ Arsenal ရဲ့၄ရောက်မြောက်ကစားသမားဖြစ်လာပါတယ်။ကဲအဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။